အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့သဘောမျက်မှားချန်နယ်လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီညမှာကျွန်တော်တို့ဟာအဲ့ရမဝင်ခင်ကျမ်းမာရေးနဲ့ညီညွတ်တဲ့အချက်တွေနဲ့မညီညွတ်တဲ့အချက်တွေကိုစိတ်ဝင်စားဖွယ်စူးစမ်းလေ့လာပြီးဘာကြောင့်ဒီအချက်တွေကအရေးကြီးလဲဆိုတာကိုဘူးသူသားအဖြစ်မျှဝေပေးသားမှာဖြစ်ပါတယ်ညဘက်အဲ့ရမဝင်ခင်တင်လို့တဲ့အရာတွေဟာတင်းရဲ့အိတ်ဆက်မှုအရေးတွေကျမ်းမာရေးနဲ့နောက်တစ်နေ့ရဲ့စွမ်းရည်ကိုအကြီးတသားတက်ရောက်မှုရှိပါတယ်ဒါကြောင့်တင်းရဲ့အဲ့ရဝင်ခင်ကို ပုံမှန်ကောင်းမွန်အောင်ပြုလုပ်သင့်ပါတယ် တနေ့တာအိဆက်ရှင်စီရာတတ်မှတ်တာပါတင်းရဲ့ကန္နာကိုမှာနိုင်တလုံးလို့အလိုလိုတဲ့ကာတူရီယန်ရတန်လို့ခေါ်တဲ့ဇီဝနိုင်တခုရှိပါတယ်နေ့စဉ်တူညီတဲ့အချိန်မှာအရာဝင်ပြီးလို့ထားတာကဇီဝနိုင်ကိုထိညီပေးပါတယ်ဥပမာည7နိုင်မှာအရာဝင်ပြီးနနက်6နိုင်မှာလို့ထားတာကတင်းရဲ့အိဆက်မှုအရေးသေးကို မြင့်တင်ပေးပြီးနေ့စဉ်ဘဝမှာပုံပုံတကြွစီပါတယ် ေးလာမှုတွေအရာတသမှတ်တည်းမဟုတ်တဲ့အိဆက်ချင်းစီအားကအိမက်ပြောခြင်းပင်မနှက်နေခြင်းနဲ့စိတ်ပစ္စည်းမှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်လို့ National Sleep Foundation ကဖော်ပြထားပါတယ်။ဒါကြောင့်သင်ရဲ့အိဆက်ချင်းကိုတသမှတ်တည်းထားသင့်ပြီးတော့အလုပ်ပရက်တွေအကြောင်းပရက်တွေမှာတော့အိဆက်ချင်းစီအားအတိုင်းအိဆက်သင့်ပါတယ်။စကရင်တိုင်းကိုရှော့ချခြင်းဖုန်းတက်ဘလက်ဒါမှမဟုတ်ကွန်ပျူတာပန်သားပြည်နေကထုတ်လွှင့်တဲ့အပြရန်အလင်းကတိအိုနောက်ရဲ့မလက်တိုနင်ဟော်မုန်းထုတ်လွှင့်မှုကိုရှော့ချစေနိုင်ပါတယ်။ ဒီဟော်မုန်းကအိပ်စက်မှုကိုထိန်းချုပ်ပေးတဲ့အဓိကအချက်ဖြစ်ပါတယ် Sleep Medicine Review ရဲ့လေးလာမှုတစ်ခုကအိပ်ရမဝင်ခင်စက်ကရင်အသုံးပြုမှုကအိပ်စက်မှုကိုနှစ်နာရီအထိနှောင့်နှေးစေနိုင်တယ်လို့ဖော်ပြထားပါတယ်အိပ်ရမဝင်ခင်အ ਨੇ ဆုံးတစ်နာရီလိုမှာဖုံးကြည့်ခြင်းလက်တော့ကြည့်ခြင်းတွေကိုရှောင်ကျဉ်သင့်ပါတယ်ဒီစားစာအုပ်ဖတ်တာတရားတိုင်တာဒါမှမဟုတ်ဂီတနားထောင်တာကသင်ကိုအေဂျင့်စွာအိပ်ပျော်စေနိုင်ပါတယ် Harvard Medical School ရဲ့လေးလာမှုတစ်ခုကအပြာရောင်အလင်းကိုညာဘက်မှာတည်တင်းမှုက တင်းရဲ့အိတ်ဆက်မှုကိုအနောက်ရှက်ဖြစ်စေပြီးအိတ်မပြောခြင်းကိုဖြစ်ပေါ်စေနိုင်တယ်လို့ဖော်ပြထားပါတယ်။နာယူခြင်းဤစနစ်များကိုလေ့ကျင့်ပါ။အိယာမွေးခင်တရားထိုင်တာဒါမှမဟုတ်ယောဂလေ့ကျင့်ခံလုပ်တာကသင်စိတ်နဲ့ခန္ဓာကိုယ်ကိုအေးချမ်းစေပြီးအိတ်ဆက်မှုအတွက်အထောက်အပံ့တကူဖြစ်စေပါလေ။ဒီလေ့ကျင့်ခန်းတွေကစိတ်ဖြစ်စီမှုဟော်မုန်းကိုလျှော့ချပြီးတင်းနှလုံးကုန်လုံးကိုနှိပ်ွေးစေပါလေ။ဥပမာတရားထိုင်ခြင်းကို7မိနစ်နောက်လုပ်ရင်တင်းအုံနောက်ကိုအိပ်စက်မှုအဆင့်ကိုရောက်ရှိစေနိုင်ပါတယ်။ Journal of Clinical Sleep Medicine ရဲ့လေ့လာမှုတစ်ခုကတရားထိုင်ခြင်းကအိပ်မပျော်ခြင်းကိုလျှော့ချပြီးအိပ်စက်မှုအရည်တွေကိုမြင့်တင်ပေးရလို့ဖော်ပြထားပါတယ်။ဒါကြောင့်တင်ညာဘက်တွေကိုအေးချမ်းစွာအိပ်သက်နိုင်ဖို့ဒီနည်းလမ်းတွေကိုအသုံးကြီးသင့်ပါတယ်။နံပါတ်၄အဆီဓာတ်များတဲ့အစားအစာများကိုရှောင်ခြင်းပါ။အေးရမဝင်ခင်အဆီများတဲ့ဒါမှမဟုတ်အာဟာရဓာတ်များတဲ့အစားအစာတွေစားသုံးတာကတင်းရဲ့အစာရှည်စနစ်ကိုပြင်ပန်းစေပြီးအိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဥပမာကြက်ကြော်အစီများတဲ့တင်ချင်းဒါမှမဟုတ်တရားတတ်များတဲ့အစားအစာတွေကအစာမကြေခြင်းဒါမှမဟုတ်ရင်ပူခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်မယောကလနစ်ရဲ့အကြံပြုချက်အရအဲ့ရမဝင်ခင်နှစ်နာရီသုံးနာရီအလိုမှာအစားအသောက်ကိုရှောင်ကျဉ်သင့်ပါတယ်တကယ်၍လိုအပ်ရင်ငပြောသည့်ဒါမှမဟုတ်ဗန်နာစီတစုပ်လောက်လိုပို့ပါတယ်အစာပြေအစားအစာတွေကိုရွေးချယ်သင့်ပါတယ်ဒါဟာတင်းရဲ့အိပ်စက်မှုကိုပုံမှုကောင်းမွန်စေပြီးနနက်ခင်းမှာပို့ပါတကြွသင့်နိုင်ပါတယ် အိဆက်မှုနဲ့တင်းလျော်သောပတ်ဝန်းကျင်ဖန်တီးပါမောင်မိုက်အီမြပြီးတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ကအိဆက်မှုကိုအကောင်းဆုံးဖြစ်ပေါ်စေပါတယ် Sleep Foundation ရဲ့လေးလာမှုတစ်ခုကအိတ်ခမ်းရဲ့ပတ်ဝန်းကျင်ကအိဆက်မှုအရေးသေးကို50ရာခိုင်နှုန်းအထိတက်ရောက်မှုရှိရလို့ဖော်ပြထားပါတယ်ဒါကြောင့်တင်းအိတ်ခမ်းကိုအိဆက်မှုအတွက်တန့်ရှင်းတဲ့နေရာတခုအပြည့်ဖန်နေပြီးတင်းရဲ့ညတွေကိုပုံမှုအေးချမ်းစေနိုင်ပါလေ။အဲ့ရပေါ်မှာစာချက်ချင်းသုံးမဟုတ်အလုပ်လုပ်ချင်းကိုရှောင်ကျင်ချင်း အဲ့ရပေါ်မှာလက်တော့နဲ့အလုပ်လုပ်တာ စားချက်တာဒါမှမဟုတ်စိတ်ပြည့်စုံမှုဖြစ်စီတဲ့အလုပ်တွေလုပ်တာကတင့်ဟုံနောက်ကအဲ့ရကိုအလုပ်နေရာအဖြစ်မှတ်ယူနိုင်ပါတယ်။ Sleep Foundation ကအဲ့ရကိုအိပ်စက်မှုနဲ့အနာယူမှုအတက်သာအသုံးပြုဖို့အကြံပြုထားပါတယ်။ဒါကြောင့်အလုပ်နဲ့စားချက်တာကိုစပွဲဒါမှမဟုတ်တီးတဲ့နေရာမှာလုပ်ပြီးအဲ့ရကိုအေဂျင့်နဲ့နေရာတကူအဖြစ်ထားခြင်းဟာတင့်ကိုကောင်းမွန်စွာအိပ်စက်စေနိုင်ပါတယ်။ကဖင်းတောင်းမှုဟိုအေဂိုဟောတောက်တုံကြီးကိုရှောင်ကျင်ခြင်း အေးရမဝင်ခင်ကော်ဖီလက်ဖက်ရည်အားပြည့်ချူရည်ဒါမှမဟုတ်ရက်ပြာတောက်တုံတာဟာတင်းရဲ့အိပ်စက်မှုကိုခက်ခဲစေနိုင်ပါတယ်။ကဖိန်းကတင်းအုံနောက်ကိုနိုးကြားစေပြီးအိပ်ပျော်ဖို့ခက်ခဲစေပါတယ်။အက်ကိုရောကအစပိုင်းမှာတင်းကိုအေးရင်စေနိုင်ပေမဲ့အိပ်စက်မှုအဆင့်တွေကိုအနှောက်အယှက်ဖြစ်စေပြီးညဘက်မှာအိပ်ရထားပြီးနိုးလာစေနိုင်ပါတယ်။ American Academy of Sleep Medicine ရဲ့လေ့လာမှုတစ်ခုကအိပ်ရမဝင်ခင်6နာရီအလိုမှာကဖိန်းကိုရှောင်ကျင်ဖို့အကြံပြုထားပါတယ်။ ဒီအစားယူနေပူဖို့တောင်းမဟုတ်စေဘဝင်လက်ဖက်ရည်ကိုတောက်တုံးဖို့အကြံပေးခြင်းပါလေစေပီစီမှုဖြစ်စီရဲ့စကားဝိုင်းများတွင်ပေါရင် ပတ်သက်ခြင်းကိုရှောင်ကျင်ခြင်းအရာတွင်ကစေပီစီမှုဖြစ်စီရဲ့စကားဝိုင်းတွေဥပမာအလုံးနဲ့ပတ်သက်တဲ့ညှဉ်းပန်းမှုတွေဒါမဟုတ်မိသားစုပြဿနာတွေကိုဆွေးနွေးတာဟာကော်တီဆိုဟော်မုန်းကို ထုတ်လွှတ်ပေးပါတယ်ဒါကအသင်းကိုအိမ်ပျော်စေပဲညဘက်တလျှောက်စိုးရိမ်ပူပန်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ် Journal of Behavioral Medicine ရဲ့လေ့လာမှုတစ်ခုဟာဆိပ်ပစီမှုဖြစ်စေတဲ့စကားဝိုင်းတွေကအိပ်စက်မှုကို40ရာခိုင်နှုန်းအထိထိခိုက်စေနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်ညဘက်မှာဆိပ်ပစီမှုဖြစ်စေတဲ့ဆွေးနွေးမှုတွေကိုရှောင်ကျဉ်ပြီးအေဂျင့်နဲ့စကားဝိုင်းတွေကိုသာရွေးချယ်တင်ပါတယ်။အေယာဝင်ခါနီးအချိန်စရာတစ်ခုမှထားခြင်းအေးရမဝင်ခင်အချိန်စရာတခုမရှိတာဟာတင့်အောင်နောက်ကိုအိပ်စက်မှုအတွက်ပြင်ဆင်မထားစေနိုင်ပါဘူးဥပမာ တညမှာဖုန်းကြည့်ရင်အိပ်ပျော်သွားပြီနောက်တညမှာတီဗီကြည့်ရင်အိပ်ပျော်သွားတာကတင်းရဲ့အိပ်ဆက်မှုပုံစံကိုမတည်ငြိမ်စေပါဘူးပုံမှန်လှုပ်ဆောင်မှုတစ်ခုဟာအမြဲရှိသင့်ပါတယ်ဥပမာသွားတိုက်တာ စားအုပ်ပတ်တာဒါမှမဟုတ်ရင်းနှီးတောက်တာဟာတင်းအုံနောက်ကိုအိပ်ချင်ရောက်ပြီလို့အချက်ပြပေးပါတယ် National Institute of Health ရဲ့လေ့လာမှုတစ်ခုဟာပုံမှန်အရာဝန်ကျင်လှုပ်ဆောင်မှုရှိသူတွေဟာအိပ်ဆက်မှုအရည်အသွေးပုံမှန်ကောင်းုံတယ်လို့ဖော်ပြထားပါတယ်ဒါကြောင့်တင်းညတွေကိုပုံမှန်ကောင်းမွန်စေဖို့ ရိုးရှင်းတဲ့အရာဝင်ကနေအချိန်စရာတခုကိုဖန်တီးထားသင့်ပါတယ်။အိဆက်ခြင်းကတင်းရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ဤစဉ်ဘဝရဲ့ဆွမ်းဆောင်ရည်တွေကိုပါတက်ရောက်မှုရှိပါတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့အချင်းတွေကတင့်ကိုပုံမှုအေးချမ်းစွာအိဆက်စီပြီးစိတ်ပစ္စည်းမှုကိုချော့ချကနောက်တနေ့မှာတက်ကြွသာလှုပ်ရှားနိုင်နေပါတယ်။ဒါပေမဲ့မကျန်းမာတဲ့အချင်းတွေကတော့အိမ်မက်ပြောခြင်း၊ပြမနှံ့နေခြင်းနဲ့နတရှိယောဂါတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ Warhead Organization ရဲ့အစီရင်ခံစာတစ်ခုအရအိပ်စက်မှုမလုံလောက်တာဟာနှလုံးရောဂါ၊ဆီးချိုရောဂါနဲ့ဆေးလက်ကျသည့်ကိုဖြစ်ပေါ်စေနိုင်ပါတယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်တင်းရဲ့အရာဝန်ကြီးကိုဗီယူဆိုင်ပြီးကျမရင်းနဲ့ညီညွတ်တဲ့အချင်းတစ်ခုကိုဒီနေ့ကစပြီးဆန်းကြည့်တင်ပါလေ။ကျွန်တော်တို့ရဲ့တဝမ်းမြမာ channel တွေကနေပြီးတော့ဒီလိုဘူသူတရပွဲအကြောင်းအရာတွေကိုအပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်သဘောကျရင် like and subscribe လေးနှိပ်ပေးပြီး notification ကောင်းလောင်းလေးကိုနှိပ်သွားပေးဖို့လည်းမမေ့ပါနဲ့။